သိန်း90ဝန်းကျင်က flagship ဖုန်းတွေထဲမှာကျွန်တော်အကြိုက်ဆုံးဖြစ်နေတဲ့ဖုန်းသုံးလုံးအကြောင်းပြောပြပေးမယ်ပထမဆုံးသလုံးကတော့ဒါ Xiaomi ရဲ့15 Ultra ဒါက Xiaomi ရဲ့ latest and greatest လို့ပြောလို့ရတဲ့ဖုန်းသုံးလုံး Leica နဲ့ collaboration လုပ်ထားတဲ့လိုဝမ်းဟင်းဆန်စာတွေပါတယ်နဲ့ကင်မရာမှာတကယ်ကိုကျွတ်ထနေတဲ့ဖုန်းသုံးလုံးအဲပြော Hyper OS 2ကိုလည်းတုံးအောင်မယ်အရန်စမှုဖြစ်တဲ့ Hyper OS 2ပြီးတော့နောက်တစ်ခု Leica နဲ့ collab ထားပြတဲ့အတွက် Leica skin တုံးတွေဒါမျိုးတွေကိုတုံးရမှာဆိုတော့ Xiaomi ရဲ့ latest and greatest ဖြစ်တဲ့လိုမျိုးကင်မရာကောင်းတဲ့ Hyper OS နဲ့ smooth ပြီးတော့တုံးရမယ်နောက်ထပ်တစ်ချက်သဘောကျမိတာဒီကောင်းရဲ့ Hyper AI official global အလုံးဖြစ်တဲ့အတွက် Hyper AI နဲ့တုံးလို့ရတာဆိုတော့ကျွန်တော်တို့ဒါ AI လေးရေနဲ့ဖုန်းတွေနဲ့တင်နေခိုင်းလို့ရရမျိုးတွေပြီးတော့ Gemini တုံးလို့ရရမျိုးတွေဒါတွေကကျွန်တော်တို့ရဲ့ daily use မှာအရန်အရန်ကုန်မှာအသုံးဝင်နေကောင်းဆိုတော့ Xiaomi ထဲကလိုချင်တဲ့ latest and greatest ကိုခြိုက်တယ်ကင်မရာလည်းကောင်းကောင်းတုံးချင်တယ် ဘဘကပါဖက်ဖြစ်နေရမှာလို့ကြိုးကျင်နေဆိုရင်ဒီ15အထွာတော်တော်လေးကိုကောင်းတယ်ဒါလက်ရှိကျွန်တော်ပထမအောင်ဆုံးချိန်မိနေရဖုန်းတလုံးဒုတိယတလုံးကတော့ဒါ Vivo ရဲ့ H နေရ Ultra ဒီကောင်ကကြတော့အဓိကကင်မရာတော်တော်လေးကိုကောင်းတယ်ဆိုတော့ကိုကဘာမှတိတ်ပြီးတော့ခေါင်းနဲ့မထည့်ဘူးတကယ်ကောင်းတဲ့ကင်မရာပုံတွက်တွေ Dynamic Range နေတကယ်ကို DD ကောင်းတာတွေ Sharp နဲ့ကောင်းတာမျိုးလိုချင်တယ်ဆိုရတဲ့သူတွေအတွက်အကောင်းဆုံးကင်မရာဖုန်းလို့ပြောရမယ်ပြီးတော့လက်ရှိမှာကမ္ဘာကင်မရာအကောင်းဆုံးဖုန်းထဲမှာလည်းပါတယ်တော်တော်လေးကိုမှကျန်းတယ်ဆိုတော့ ကင်မရာကောင်လိုချင်တဲ့သူတွေတော့ဒါကတော်တော်လေးကိုတင်တယ်ကျွန်တော်ကဒီကောင်ကိုသဘောကျရဆိုတာ China version ဖြစ်ပေမဲ့ Google တွေပါလေအကုန် OK တယ်အဓိကကဒီကောင်ကိုချိန်မိရတာသူ့ရဲ့ကင်မရာပုံစံတွေကြောင့်ချိန်မိတာတတော်ကိုမှပုံသက်တွေက next level photography ဖြစ်နေတယ်တတိယတလုံးကတော့ဒါ system pro max အဓိကကတော့ iPhone ဖြစ်နေရတယ် iOS yes လုံးဝ smooth ဖြစ်နေရအောင်တုံးချင်တာဒါကြောင့်မို့လို့တတိယနေရာမှာဒီကောင်ကိုတော်တော်လေးသဘောကျဆိုတော့ဒီသုံးလုံးထဲမှာတော့ software ဘိုင်းရဆိုရင်တော့ iPhone ကိုတော်တော်လေးပုံပေါ်ကြတယ်ကျွန်တော်ဒီ social media တုံးရတာခမ်းမာတုံးရတာနောက်ထပ်အမိုက်ဆုံးကတော့ videography ဘိုင်း iPhone ကတော့သိရတိုင်းပဲအခုချိန်နေ့ video ရိုက်တဲ့အချိန်တို့ vlog တဲ့အချိန်တို့မှာတော်တော်လေးကို manage လုပ်မယ်ကောင်းနေတော့မယ်ဆိုတော့ iPhone 16 Pro Max ဆိုတာကလည်းဒါ iPhone ရဲ့လက်ရှိမှာနောက်ဆုံးအတွက်အကောင်းဆုံးဆိုတာပဲဖတ်မှုပေးထားတဲ့ phone အကုန်အကောင်းဆုံးဆိုတာပဲပါတဲ့ phone ဆိုတော့ဒီ phone ကိုလည်းဘာမှပြည့်ရစရာမရှိတော့အောင်စိုက်ရတယ်မှာပါတယ်တော်တော်လေးအဆင်ပြေတယ် နောက်တစ်ခုကတော့ iOS iOS ရဲ့ smooth ဖြစ်တာတွေပြီးတော့ software optimization ကောင်းတာတွေပြီးရင် animation တွေ smooth ဖြစ်တာတွေဒါတွေအကုန်လုံးကလည်းဒါတခြားဘာမှမမြင်အောင်ပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့ဆိုရင်တော့ဒါကျွန်တော်တို့ iMessage တို့ဘာလို့လို့ဟာမျိုးတွေဒါမျိုးတွေရတာကလည်း iPhone ရဲ့အသာချက်ပဲဆိုတော့ဒီသုံးလုံးလုံးကလက်ရှိကျွန်တော်အကြိုက်ဆုံး flash ထဲကဖုန်းတွေကြီးပဲအဲသူတို့သွားချင်တဲ့ upload ကလည်းမတူကြဘူးကိုက global version တဲ့က AI နေပါရေးသုံးချင်တယ်အော်တော့ငါကောင်းကောင်းသုံးချင်တယ်ကင်မရာက performance က AI နေက ါပဖီခန္ဓာတော့ဒီမှာဘဘကသုံးကျင်နေဆိုရင်တော့ဒါ Xiaomi 15 Ultra ကတော်တော်လေးကိုမှအဆင်ပြေတယ်။အဲဒီရက်တစ်ချက် global မဟုတ်လည်းရရ China ဖြစ်လည်းရရပြဿနာမရှိဘူး။ကင်မရာကောင်းရင်ရပြီဆိုတဲ့သူတွေအတွက်ကတော့ X ညာ Ultra ကိုတန်းပြီးတော့ဖြေးဝယ်ရုံပဲ။အဲမဟုတ်ဘူးကိုက software ဘိုင်းကိုပို့ပြီးတော့ လေးပေးခြင်းနဲ့ user experience ပိုကောင်းတာမျိုးလိုခြင်းနဲ့အဲပြောလို့ရှိရင်ကျွန်တော် i message လို့ဒါ face time ခေါ်ရတဲ့ဘက်ပို့ပြီးတော့ကြိုက်တယ်ဒါပို့ပြီးအသုံးများတယ်ဆိုရင်တော့ထုံးစံတိုင်းမဲ့ဒါ iPhone ကိုတွေ့ iPhone ကတော့အားလုံးသိတဲ့အတိုင်းပဲ ecosystem နဲ့တော်တော်လေးကိုတော့လည်းသူကောင်းတယ်ဒါမျိုးလေးရှိဆိုတော့အခုပြောပေးသွားရတာဒါကိုယ့်ကိုစိတ်ကြိုက် ပေးလို့ရတယ်ဈေးတန်းနေရတော့တိတ်ပြီးတော့ကွာလာတဲ့ကောင်တွေမဟုတ်အကုန်လုံး flash level ပဲဘာဝဲရွေးရွေးတိတ်ပြီးတော့နောက်လာရမယ့်ဖုန်းတွေတော့မဟုတ်ဘူးခုလိုနေဆိုရင်တော့ဘယ်ဖုန်းကိုပို့ပြီးတော့သဘောကျလဲတကယ်လို့ရွေးပြစ်မယ်ဆိုရင်ဘယ်ကောင်ဦးစားပေးပြီးတော့ဝယ်ပြစ်မလဲအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်နောက်မှတွေ့ကြအောင်ပေါ့ကျွန်တော်အမေကြော်ကြီးပါ Yangon Mobile Store